ောက်ပြန်နေဆိုတာကတဲ့ကျွန်တော်တို့ဒီဆိုရှယ်မီဒီယာနဲ့မဆိုင်တယ်လို့အွန်လိုင်းနဲ့လည်းမဆိုင်ပါဘူးတဲ့အဓိကကမိမိရဲ့စိတ်နဲ့တာတတ်ဆိုင်တာဖြစ်ပါတယ်တဲ့လူပြူပြူမမဟုတ်ဘူးဆိုရင်ယူကြောင်စရာမလိုတလို့စဉ်းစားစရာအကြောင်းကိုမရှိပါဘူးတဲ့ဘသူပြူပြူမိမိမှုပါပဲဖောက်ပြန်နေဆိုတာကတော့မွေးရပါဗီဇာနဲ့ပဲတတ်ဆိုင်တာပါတဲ့အဲ့တော့အထူးအရေးကြီးဆုံးကတော့ဒီနေရာမှာဖောက်ပြန်တဲ့ဗီဇတာပါလာလို့ရှိရင်တားဆီးလို့မရပါဘူးတဲ့ပြီးလို့ရှိရင်တရားဟောပြီးတော့ဆုံးမလို့လည်းမရဘူးလို့ရေးထားတာဖြစ်ပါလေအထူးကတော့ ဟီတီအတပါဆိုတဲ့ကျွန်တော်တို့ဒီအရှက်အကြောက်အယုသေးကင်းမဲ့တဲ့သူတွေပါရင်ဖောက်ပြန်ခြင်းကိုလွယ်လွယ်လေးပြုမှုတတ်တာပါတဲ့ဗီဇာဟာအလွန်ကြောက်စရာကောင်းသောဒီဖောက်ပြန်တတ်တဲ့ဗီဇာဟာတကယ်ကိုမှအရေးကြီးဆုံးသောအရာလို့ရေးထားပေးတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အာဒီနေရာမှာအခုလိုရေးထားတဲ့အခါမှာကျွန်တော်တို့အရေးကြီးဆုံးသောအရာကအခုလက်ရှိမှာလူငယ်တွေနေနေနဲ့အိမ်တော်ပြုတော့မယ်ကျွန်တော်တို့လူအများစုကအသက်အရွယ်တစ်ခုရောက်လာလို့ရှိရင်အချစ်ရေးဆိုတော့မချစ်ဘူးဆိုတော့မရအောင်ကိုယ့်ရဲ့ဒီစိတ်ရဲ့အသွေးသားကတောင်းဆိုချက်အရာကျွန်တော်တို့ဟာ ဒီຢာကိုတော်တော်များများအနေနဲ့တော့တောင်းတလာမှာပဲအချစ်ဆိုတဲ့ຢာကိုတောင်းတလာမှာပဲဒီညမှာကိုချစ်တဲ့မိန်းကလေးကိုချစ်တဲ့ယောက်ျားလေးရဲ့အကြောင်းကိုတတိချာချာလေးလာဖို့အတွက်လိုပါတယ်တကယ်ဗီဇမကောင်းတဲ့သူမျိုးနဲ့တော့ကိုကပတ်သက်မိလိုက်ပြီးဒါမဲ့ချစ်သူဆုံးတဲ့ဘွားမှာကိုကအပတ်သက်မိတာဘာမှတော့မဖြစ်သေးဘူးဒါမဲ့ကျွန်တော်တို့အိမ်တော်ကြသွားပြီးမှသူဒီတကယ်ဗီဇမကောင်းမှန်းကိုအဲ့တော့မှသိလိုက်တယ်ဆိုရင်ကိုအတွက်ကတော်တော်လေးကိုမှနောက်ဆိုးရခက်တယ်ရှစ်သူကလည်းခက်တယ်ဒါကြောင့်မို့လို့ချစ်သူဆုံးတဲ့ဘွားမှာ ပေးချအချိန်တစ်ခုကိုပေးပြီးတော့လေးလာပါစဉ်းစားပါချစ်သူဆောင်တဲ့ဘွားမှာအလောတကြီးအိမ်တော်ပြုဖို့အတွက်ကိုကျွန်တော်တို့လုံးဝလက်မခံပါနဲ့ပေးချကိုလေးလာဖို့အတွက်လိုပါတယ်။ဘာကြောင့်မို့အခုလိုမျိုးပြောတယ်လဲဆိုတော့ကျွန်တော်ရဲ့ဒီမှာလာတိုင်ပင်တဲ့သူတွေအများကြီးရှိပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့တချို့တွေဆိုရင်အိမ်တော်တက်တဲ့10နှစ်လောက်ကြာမှခလေးတွေလည်းရှိနေပြီးအာတားသမီးလည်းရှိနေပြီးဆိုတော့အခုကိုဝန်တော်ထက်ရှိနေတဲ့သူတွေလည်းရှိတယ်။အဲ့တော့ကျွန်တော်ရဲ့ဒီ Messenger မှာဆိုအများစွာရှိတယ်ကျွန်တော်အတန်တော့မဖွင့်ပြတော့ဘူး။ဘာကြောင့်လဲဆိုတော့ကတော်များများဒီနေ့တကယ်တင်ထဲမှာတူတူရှိနေတာတောင်မှ အွန်လိုင်းကြောက်တော့မဟုတ်ဘူးဆိုပေမဲ့အွန်လိုင်းကလည်းဖောက်ပြန်ဖို့အတွက် လွယ်ကူတဲ့ခေတ်တစ်ခုကိုရောက်လာတာပေါ့နော်အဲ့တော့အွန်လိုင်းပေါ်မှာလည်းဖောက်ပြန်နေကြတဲ့သူတွေလည်းများစွာရှိလာတယ်ဒါပေမဲ့ဗီဇာအတီကျွန်တော်တို့ကမှန်ပါတယ်အာအင်တာနက်တွေမရှိသေးခေတ်ကလည်းဖောက်ပြန်တဲ့ခေတ်ဆိုတာရှိခဲ့ဘူးတာပဲဒါကြောင့်မို့လို့ ကိုယ့်ရဲ့ဒီဗီဇမကောင်းတဲ့သူနဲ့ဒါဆုံလာပြီဆိုရင်တော့အနီးနားမှာရှိနေလဲဖောက်ပြန်မှာပဲအွန်လိုင်းမှာဝေးနေတယ်ဆိုလဲဖောက်ပြန်မှာပဲဒါကြောင့်ကိုအိမ်တော်ပြုတော့မယ်လက်ထပ်တော့မယ်ဆိုတဲ့သူတယောက်ကိုတေးသေးချာချာစဉ်းစားပါဆုံးဖြတ်ပါလေ့လာပါပြီးလို့ရှိရင်လဲညီငယ်ညီမငယ်တွေအနေနဲ့ကိုကိုကိုဒီနေ့တန်ဖိုးရှိတဲ့လူတယောက်ဖြစ်အောင်စူးစမ်းလို့ရပါတယ်အဲ့လိုမျိုး ကြတော့ဖောက်ပြန်မှုကင်းတဲ့သူတယောက်ဖြစ်အောင်အခြေစာရိတ္တကောင်းတဲ့သူတယောက်ဖြစ်အောင်ကြတော့ကျွန်တော်တို့ဟာစာပေဘဟုတုတအသိပညာဘဟုတုတပိုင်းဆိုင်ရာလေ့လာဖို့လိုပါတယ်အသိဉာဏ်ပညာကျွယ်ဝဖို့အတွက်အဓိကလိုပါတယ်ပြီးလို့ရှိဘာသာရေးကျွန်တော်တို့ရဲ့ဘာသာရေးမှာဆိုရင်လည်းဒီကျွန်တော်တို့ ်အာကာမေတုမိစာစာရကံဆိုတာပါပြီးသားဖြစ်ပါတယ်ပြီးလို့ရှိတော့ကျွန်တော်တို့ဒီဖောက်ပြန်မှုကင်းမှုအတွက်ဆိုရင်တော့ကျွန်တော်တို့ဒီတလင်တမယာစနစ်ဆိုတဲ့အရာတွေအားလည်းရှိတယ်ဒါကြောင့်မို့လေးလာစီခြင်းနဲ့ဘဝကိုပေါ့ပေါ့ပါပါလေးပဲဖျက်တမ်းသွားတာမျိုးလူငယ်တွေမဖြစ်စေချင်ပါဘူးအဓိကကောင်းတဲ့ကောင်းတဲ့လူငယ်တွေအခြေစားရတာကောင်းတဲ့လူငယ်တွေကြည့်လိုက်ရှိဟာဒီစုံတွေကိုကြည့်လိုက်တာနဲ့အတယောက်ကြောင့်နဲ့ချစ်ချစ်ခင်နဲ့တစ္ဆာရှိရှိနဲ့ချစ်နေတဲ့စုံတွေပါလားဆိုပြီးလူများကအားကြတဲ့စုံတွေလေးတွေဖြစ်စေချင်ပါတယ်ဒါကြောင့်မို့အခုလိုမျိုးဒါကျွန်တော်ရဲ့ဒီ page အာဗီဒီယိုဖိုင်တွေအောက်မှာ comment ရေးပေးနေတဲ့သူတူတူတယောက်ချင်းစီတိုင်းဟာဒါဟာ အာပြောရမယ်ဆိုရင်တော့နောင်လာနောင်သားတွေအတွက်ဒါကျွန်တော်တို့စံပြအနေနဲ့တို့တို့ကတော့ဒါမှားခဲ့တဲ့အရာတို့လက်တွေ့ခံခဲ့ရတဲ့အရာရေးပေးတာဖြစ်တဲ့ကြောင့်လူငယ်တွေကတွေးရှိတယ်ဆိုရင်လည်းဒါကိုပညာယူပါသင်ခန်းစာယူပါလို့ပြောချင်ပါတယ်အားလုံးထောက်ပြမှုကင်းတဲ့ချစ်ချင်နေတဲ့ဆုံတွေ့ကြပါစေခင်ဗျာ